martinlibrary.com. အခုချိန်အစပြီးပြီးတော့ Doctor Marina Steven Beauty Center, Tourism Center အတိတ်ကိုအောင်မြင်စွာစပြီးဖွင့်လှစ်ကြောင်းကြေညာအပ်ပါရခင်ဗျာ။ဒီလက်မှတ်ထိုးတဲ့ register counter မှာလက်မှတ်ထိုးပြီးတဲ့သူတွေကအဲ့ဒီကပေးလိုက်တဲ့လက်မှတ်လေးနဲ့တူတူ ဒီမြင်ကြည့်တဲ့ရုပ်ရှင်ကမှရှိတဲ့ Dr. Farinia Cyber Analysis တော်လုပ်နေပါတယ်ပြီးတော့အဲ့မှာ Lucky Draw နဲ့ထည့်ခဲ့လို့ရပါတယ် င်းအထင်းထူးဖြစ်ပါတယ် ော်ဆရာကျောင်းလောက်တဲ့ပွဲဆိုတော့ကအဓိကဥစားပေးလာတယ်ပြီးတော့ဒီပွဲကပထမဆုံးလို့ခရေရလဲကိုနေချင်းကြီးရယ်မဆဲဘူးပေါ့နော်အော်ဒီကတတိနဲ့လဲခင်းနေမီနီရယ်ဆိုတော့ခါကြတော့လာပြတယ်ပြီးတော့မိမရဲ့အတွက်လဲပုံကြီးစိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်လေးရှိရယ်ပေါ့နော်ဟိုပြောရတော့အသက်20ကျော်30ကျော်မိန်းကမျိုးသမီးတွေပို့ပြီးတော့အဆင်ပြေမယ်ထင်လို့နည်းနည်းလာပြီးတော့စူးစမ်းလေ့လာတာပေါ့အဲ့ဒါတော့ skin care ရန်ကူဆိုင်တယ် skin care ကိုရန်တတိထားတယ်ခုနောက်ပိုင်းအဲ့ဒီဟာပို့ပြီးတော့လှုပ်လှုပ်ဖြစ်နေရယ်ပေါ့နော်အော်အနည်းငယ်တော့မှမပေါ်မဟုတ်ပါဘူးဟို ဗမာဘောနော်ဟို business ဘောနော်လုပ်တဲ့သူမျိုး company ရုံးဝင်လာကိုယ့်ရဲ့အသားရေကိုထိမ့်သိမ့်တာမျိုးကို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 အများအမ်းဟိုဘောနော်ခဲလုံနေတင်နေလို့ထင်ပါတယ်ဆောက်တော့ဗျာကန်ထူးနိုင်ပါပါဘာလို့ဆိုတော့ lucky draw တွေကစုမဲ့20ကြော်တော့ရှိပါတယ်ဒါဒီမှာရှိတဲ့သူတွေကတော်တော်များများကန်ထူးကြဖြစ်ပါတယ်အဲကျွန်တော်ဒီ ဒေါက်တာဘာရညာပွဲလေးကတော့အရင်ရန်ကင်းစင်တာမှာလည်းဟိုကကျွန်တော်ရောက်ပါတယ်။ဒီကအဓိကတော့ skin care နဲ့ပတ်သက်တဲ့ဟာတွေ။အဲဒီမှာလည်းသူကအထိုင်းမှာလည်းအောင်မြင်ပြီးသားဆိုရင်ကတော့ရောက်ဖြစ်ပါတယ်။ကျွန်တော်တို့ကတော့ဟိုကျွန်တော်ဝက်ချန်သမားဆိုနည်းနည်းဒီမှာလည်းနည်းနည်းလာပြီးတော့လုပ်ဖြစ်ပါတယ်။အဲပြီးတော့ဒီမှာလည်းကျွန်တော်တို့ကိုချုံလွင်ကဒီမှာအမြဲတမ်းစီစဉ်ပြီးတော့ဒီပွဲကိုလုပ်တဲ့အတွက်ကြောင့်ကျွန်တော်တို့လာလာရောက်အားပေးခြင်းဖြစ်ပါတယ်။ဒီ Dr. Barinya Facebook fanzine တို့ကိုလည်း သက်ကစားမဲ့ဖောက်ပေးဖို့မှာဖြစ်ပါတယ်အဲ့တော့မဲပေါက်ပြီးတော့ကျွန်တော်ဒီဝဲလေးရာပေါ့နော်ပထမဘယ်ရောင်ကလည်းဖွင့်ဖွင့်တက်ရောက်ဖြစ်ပါတယ်။နောက်ပြီးတော့ဒီဟွာနဲ့ပဲဒေါက်တာပရမီယာနဲ့ပဲညီမဟိုကညာရေးရိုက်ထားပြီးတယ်ပေါ့နော်။ပြီးတော့သူ့ရဲ့ဝဲတိုင်းမှာလည်းညီမတက်ရောက်ဖြစ်ပါတယ်။ဒါမဲ့အခုပထမအဦးဆုံး personal လောက်ရတာပါဟုတ် အရင်တော့ဆိုရင်ပွင့်လို့တွေပေါ့နော်အအပြင်လောကရောဒီမနုပညာလောကလူတွေအကောင်အားလုံးကအကုန်လုံးပြင်ချင်နေဆိုရင်ပြပမှာသွားပြီးထွက်ပြီးပြင်ရတယ်ပေါ့နော်ဒါကြောင့်မို့အလုပ်ငန်းတွေလည်းပိုနားထားပြီးသွားရတယ်စီးပွားရေးလည်းထိခိုက်တယ်လို့အလူမှုရေးအကုန်လုံးထိခိုက်တာပေါ့နော်ငွေကြေးရအစပေါ့နော်အဲ့ဒါကြောင့်မို့အခုဆိုရင်အဆင်ပြေသွားတယ်အခုလိုဗမာနိုင်ငံမှာပဲလာရောက်ဖွင့်နေတဲ့အတွက်လွယ်လွယ်ကူကူနဲ့တခခု side effect ဖြစ်တယ်ဆိုလည်းပြန်ပြောပြောလို့လည်းအဆင်ပြေတယ်ပေါ့နော်ဟိုနိုင်ငံခြားကြီးထွက်ပြီးတော့ပြောစရာမလိုတော့ဘူးအဲ့လိုသဘောမျိုးပေါ့အဆင်ပြေတယ်ပြီးတော့ main ကလေးတိုင်းကလည်းဟိုအရင်တော့ဆိုတအား ညီမတို့ကိုယ်တိုင်လည်းအရန်ကြောက်ကြတယ်ဟာဒါလုံးလိုက်ရင်တော့တခုခုဖြစ်မှာပဲဟိုငါနဲ့မတည့်ရင်မဖြစ်သွားမှာလေအဲ့လိုစိုးရင်စိတ်ကြီးရှိကြတယ်ပေါ့နော်ဒါကြောင့်မဲ့အခုလို promotion ပွဲတွေလုပ်တဲ့အခါကျတော့အကုန်လုံးကလည်းတိတာတိလာတယ်ဟိုတိုးတက်လာတယ်လို့ပြောချင်တာပေါ့နော်အဲ့ဒါကြောင့်မဟုတ်လိုအပ်ချက်လေးပြည့်ပြင်တာကတော့အမှားမရှိပါဘူးအကုန်လုံးကလည်းပြင်နေကြပါတယ်အပြင်ကလူတွေဆိုပိုပြီးဆိုတော့နော်မိန်းကလေးတော်တော်များလှကျင်ကြတယ်ညီမတို့ဆိုရင်တော့ပိုဆိုတော့အဲ့လိုပြင်တဲ့ဟာတွေထွက်လာတဲ့အတွက်အရန်ကောင်းပါလို့ပြောချင်ပါတယ်ဟုတ်